မလတ်မိုးလင်းတာနဲ့မိခင်တူရဲ့အလုပ်ချိန်ဟာစတင်ပါပြီ။ခလီနိုးလာပြီဆိုတာနဲ့အချောင်းချိန်အမီပြင်ဆင်ပေးရတယ်လေ။ မိခင်တယောက်အတွက်အခက်ခဲဆုံးအလုပ်ကတော့အစာစားဖို့ကိုမနည်းကျွရတာပါပဲမနက်မနက်ကျောင်းကိုအမိပို့နိုင်ဖို့ကလည်းခလေးနဲ့လုံပန်းရသေးတယ် ဟွန်းအခုဆိုအလုတ်တဝက်တော့ပြီးသွားပြီဒါပေမဲ့အိမ်အလုတ်တွေကစောင့်ကြုံနေတယ်လေမိခင်တရားရဲ့နေ့လယ်စာကတော့ရှိတာလေးနဲ့အဆင်ပြေသလိုပဲစားလိုက်တယ်နေ့လယ်ခဏနားမလားလို့ပဲစဉ်းစားရသေးတယ်ခဏနေကလေးကိုကြောင်းသားကြိုရတော့မယ် ခလေးအိမ်ပြန်ရောက်ပြီဆိုတာနဲ့နားဖို့အချိန်ဆိုတာမရှိတော့ဘူးကဲအနောက်ဘေးမှာလှုပ်ဆရာတွေလည်းလှုပ်ပြီးပြီဆိုတော့အရှိမခဏလေးတော့ထိုင်လိုက်အောင်လေတဲ့တော့ဟမ်ဘောက်တာ Okay. Let's play together. တရက်တရက်ဒီလိုနဲ့ဘလို့အချိန်ကုန်သွားမှန်းကိုမသိလိုက်ပါဘူး။မိသားစုအတွက်နေမအားညမအားရုန်းကန်နေရတဲ့မိမိတွေအချင်းချင်းတရက်ကိုတရက်အပိစကားလေးဒီဗီဒီယိုရဲ့ comment လေးအောက်မှာရေးသွားပေးကြနော်။